မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီလက်အောက်ခံလေတပ်တွေအနေနဲ့တကြံနှစ်တကူပိတ်ရကလာအနာမရပဲလေကြောင်းစစ်စင်ရေတွေဇက်တိုက်ရှိနေမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ဂျန်ကလာလေကြောင်းအနေနဲ့တတိပြုကြဖို့လိုအပ်ပါလိမ့်မယ်လို့နေပြည်တော်စစ်တပ်သတင်းအရင်းမြစ်ကအတိအပြည့်ပြောဆိုထားပါတယ် မြန်မာနိုင်ငံမှာစကိုင်းငလျင်ကြီးလှုပ်ခတ်သွားတဲ့အချိန်မန္တလေးတက္ကသိုလ်ပါမီးလောင်သွားပြီးတက္ကသိုလ်ဝန်ထမ်းစာမေးပွဲအပြေလွှာ၄သိန်းဝင်းကျင်ဟာမီးလောင်သွားလို့ဆိုပြီးမန္တလေးစကိုင်းကချင်နဲ့နေပြည်တော်မှာစာမေးပွဲပြန်ဖြေခိုင်းဖို့အကြက်ဖက်မင်းအွန်လိုင်းကညွန်ကြားထားပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖက်စကောင်းစီလက်အောက်ခံလီဒတ်တွေအနေနဲ့ တကြံနှစ်တေကူပိယကာလအနာမရပဲလေချောင်းဆစ်စင်ရေတွေဇက်တိုက်ရှိနေမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့တကြံကာလလေချောင်းအနေရဲ့တတိပြုကြဖို့လိုအပ်ပါလိမ့်မယ်လို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကရင်ကုန်ခစ်တေကူအတိပေးပြောဆိုထားပါတယ်လက်ရှိဧပြီလ23ရက်နေ့ကစပြီးဧပြီလ22ရက်နေ့အထိတကြံကာလနှစ်တေကူရုံပိယ6ရက်အတွက် စစ်ကောင်စီရဲ့ဝင်ကြီးဌာနရုံတွေအရက်ဘက်ဝန်ထမ်းတွေအတွက်နိုင်ရက်ပေးထားပြီးမယ်စစ်ဘက်ဝန်ထမ်းတွေနဲ့အထူးသဖြင့်စစ်ကောင်စီလက်အောက်ခံလေတပ်တွေမှာတော့ အနာမပေးပဲအလှဲ့ချလေချောင်းစစ်စင်ရေးတာဝန်တွေကိုပိတ်အပ်ထားတယ်ဆိုပါလေအဲ့ဒီအတွက်တော်လိုင်းရင်နေမျိုးတွေမှာရှိတဲ့ပြည်သူတွေအနေနဲ့တကြံကာလမှာလေချောင်းအန်ရီကိုတတိပြုဖို့လိုအပ်ပါလိမ့်မယ်လို့နေပြည်တော်စစ်တပ်တရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုအတိပေးပြောဆိုထားပြီးတစ်ဖက်မှာလည်းစစ်ဘက်ဆိုင်ရာအနေနဲ့နေပြည်တော်ကယာယီစစ်ရုံးတွေမှာအရာရှိအကြီးပိုင်းတွေနဲ့စစ်ဘက်ဝန်ထမ်းတွေကိုပါတကြံကာလမှာရုံးတက်ဖို့ကိုစစ်ကောင်စီကညွန်ကြားထားပြီးဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်မြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ စကိုင်းတိုင်းကလေးမြို့နယ်ကကြံသားကြေးရွာမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစေကောင်စီတပ်သားမသားအလောင်း15လောင်းအပြင်လက်နက်ခဲယမ်းတွေလည်းသိမ်းစီရရှိထားပြန်တယ်လို့ CNA တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နီကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲကလေးမြို့နယ်ကြံသားကြေးရွာမှာရှိတဲ့အကြံဖက်စစ်ကောင်စီအခြေစိုက်တပ်စခန်းကိုချင်းတော်လှန်ရေးတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ်။ အဲ့ဒီစကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားမတားအလောင်း15လောင်းကိုရရှိထားတယ်လို့အရှင်ဖန်းစည်းဓာမျိုးမရှိဘဲစစ်သားမတားအလောင်း15လောင်းကိုတော့လောလောဆယ်အတည်ပြုထားပြီးဖြစ်တဲ့အပြင်စကန်နဲ့ကနေလက်နက် KN တွေလည်းသိမ်းဆည်းရရှိထားတယ်လို့ CNA တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ slide တက်နီကပြောထားပါတယ်တစ်ဖက်မှာလည်းအခုရပိုင်းအတွင်းမှာပဲစကိုင်းတိုင်းကအင်းတော်မျိုးကို KNPD ပူပေါင်းတပ်တွေက April 9ရက်နေ့ကပဲအပိတ်သက်သိမ်းပိုက်ရရှိထားတဲ့အပြင် တပတ်ကချင်းပြည်နယ်ဖလန်းမြို့ကိုလည်းဧပြီလ9ရက်နေ့ကပဲချင်းညီနောင်တပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေကအပိတ်သိမ့်ပတ်လိုက်ပြီးအဲ့ဒီမြို့သိမ့်တပ်ပွဲတွေကနေလေတော်လိုင်းတပ်တွေကလက်နက်ခဲယမ်းတွေကိုတောင်းပုံရပုံသိမ့်စီရရှိထားသလိုအခုတခါကလေးမြို့နယ်ကကြံသာကြေးရောင်မှရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုပါတော်လိုင်းရေးပူးပေါင်းတပ်တွေကထပ်မံသိမ့်ပတ်လိုက်တာဖြစ်ပြီးလက်နက်ခဲယမ်းတွေလည်းထပ်မံရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားတဲ့အချိန်မန္တလေးတက္ကသိုလ်ပါမိလောင်သွားပြီးတော့တက္ကသိုလ်ဝင်းနဲ့စာမွေးပွဲအပြည့်လွား၄သိန်းဝင်းကျင်မှာမိလောင်သွားလို့ဆိုပြီးမန္တလေးစကိုင်းကချင်နဲ့နေပြည်တော်မှာစာမွေးပွဲပြန်ပြေးခိုင်းဖို့အကြံဖက်မင်းအောင်လိုင်ကညွန်ကြားထားပြန်တယ်လို့ပညာရေးအတိုင်းဝိုင်းကပြောပါတယ်ဒါကတော့မတ်လ28ရက်နေ့ကငလင်တန်းကြောင့်မန္တလေးတက္ကသိုလ်ပါမိလောင်သွားပြီးတဲ့နောက် နောက်တည့်ရက်မတ်လ29ရက်နေ့မှာပဲတက္ကသိုလ်ဝန်ထမ်းစာမေးဘွဲ့အဖြစ်လွား၄သိန်းဝင်းကျင်ဟာမိလောင်သွားလို့ဆိုပြီးမန္တလေးစကိုင်းကချင်နဲ့နေပြည်တော်မှာစာမေးဘွဲ့ပြန်ဖြည့်ခိုင်းဖို့အကြံဖက်မင်းအွန်လိုင်းကညွှန်ကြားထားပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်မန္တလေးမှာလာမယ့်မေလ၁ရက်နေ့ကစပြီးကျောင်းသူကျောင်းသားတွေကိုအနီးကနှစ်ပတ်ကြောင်းတက်ခိုင်းပြီးတော့စာမေးဘွဲ့ပြန်ဖြည့်ခိုင်းဖို့ကျောင်းသားမိဘတွေကိုသက်ဆိုင်ရာကျောင်းတွေကပြန်လဲခေါ်ယူညှိနှိုင်းအသိပေးတာတွေလုပ်ခဲ့တဲ့အတွက်လက်ရှိမှာ အိုးအိမ်တိုက်တာပြိုကျမှုတွေကြောင့်တချို့ကလေးတွေဆိုနေစရာပါမရှိတော့တဲ့ကလေးငယ်တွေရောနေစရာရှိသေးတဲ့ကလေးငယ်တွေပါအကုန်လုံးဟာငလင်တန်ကြောင့်စိုးရင်ပူပန်ပေါကတွေဖြစ်နေရတဲ့အထက်စာမေးပွဲပါပြန်ဖြေခိုင်းနေဆိုတော့မိဘတွေရောကျောင်းသူကျောင်းသားတွေပါစိတ်ဆင်းရဲနေကြတယ်လို့မန္တလေးအမှတ်ငါအခြေခံပညာအထက်တန်းကျောင်းမှာတက္ကသိုလ်ဝန်ထမ်းဖြစ်ဆိုထားတဲ့ကျောင်းသားတဦးရဲ့မိဘဖြစ်သူကရန်ကုန်ခေတ်တိကိုပြောထားပါတယ်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်စကိုင်းတိုင်းမြင်းမှုမြို့နယ်ကအလကပတ်ချေးရွာမှာတက်ဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်စခန်းကစစ်သားတွေဟာပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရန်ပြီးစက်ကြီးကောက်နေတဲ့အတွက်တော်လန်ရေးပူပေါင်းတပ်တွေကအဲ့ဒီစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်တိမ့်ပတ်လိုက်ပြီးစခန်းကိုပါရှင်းလင်းခဲ့တယ်လို့မြင်းမှုမြို့ပြတော်လန်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဧပြီလ10ရက်နေ့ကပဲ မြင်းမှုမြို့နယ်ကအလကပတ်ကျေးရွာမှာစစ်ကောင်စီတပ်သားအယောက်20လောက်နဲ့တပ်ဆွဲထားတဲ့တပ်စခန်းဟာငနေနံညောင်ပြည်သူတွေဒုက္ခရောက်နေတာတောင်းဖြတ်သွားသမျှကားတွေလူတွေစီကနေမတရားချင်းချောင်းငွေညစ်တောင်းရန်ဓာတွေအတင်းကျပ်စက်ကြီးကောက်တာတွေလုံနေတဲ့အတွက်တော်လန်ကြီးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သားတွေဟာဒဏ်ရာရတဲ့သူတွေနဲ့အကုန်လုံးစခန်းကိုထားခဲ့ပြီးထွက်ပြေးသွားကြတဲ့အတွက်တော်လန်ကြီးတပ်တွေကစခန်းကိုသိမ်းပိုက်လိုက်ပြီး စရင်စာအုပ်တွေနဲ့အတုံးဆောင်တွေကိုတင်စီပြတာ ਨੇ စကမ်းမှာရှိတဲ့ဘန်ကငါးလုံးကိုပါတခါတည်းဖြည့်ဆည်းရှင်းလင်းခဲ့တယ်လို့မြင်းမှုမြို့ပြတော်လိုင်းကြီးအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာလည်းငလင်တန်းကြောင့်ပြည်သူတွေဒုက္ခပေါင်းစုံကြုံတွေ့နေရတဲ့အချိန်ဘကိုးတိုင်းမင်းလာမြို့နယ်မှာစစ်တပ်နဲ့ပေါင်းပြီးလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးငွေညှင့်တောင်းရနေတယ် တင်ဒေါကန်ချေးရောအုပ်စုအုပ်ချုပ်ရေးမှုကြည်လိုက်ဆိုတဲ့သူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုတည်သွားပြီလို့မင်းလာမျိုးနဲ့ပကဖတာဝန်ခံရဲဘော်မိုးတက်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့လက်ရှိစကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံမှာပြည်သူတွေဟာတောကအပူမိတွေနဲ့ဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်ဘကူတိုင်းမင်းလာမျိုးနဲ့ကတင်ဒေါကန်ချေးရောအုပ်စုအုပ်ချုပ်ရေးမှုကြည်လိုက်ဆိုတဲ့သူဟာစစ်ကောင်စီတပ်နဲ့ပေါင်းပြီးလူငယ်တွေကိုစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးငွေညှဉ်တောင်းရနာတွေတအောင်ရှောက်လုပ်နေတဲ့အတွက်ဧပြီလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မဲလာမျိုးနဲ့တော်လန်ကြီးရဲဘော်တွေကတွားရောက်ပစ်ခတ်ရှင်းနေရမှာအုတ်ကြီးကြီးလိုင်းဆိုတဲ့သူဟာနေရာမှာပဲပွိုင်းတင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီအုတ်ချုပ်ရည်မှုကြီးလိုင်းဆိုတဲ့သူဟာအရင်ကရင်တိန်ရဲဝင်တန်းဟောက်တူဖြစ်တယ်လို့လက်ရှိအုတ်ကြီးဖြစ်တဲ့အချိန်မှာလေစစ်တပ်နဲ့ပေါင်းပြီးလူငယ်တွေကိုစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေတောက်အောင်ရှောက်လုပ်နေသူဖြစ်တဲ့အပြင်အခုလည်းငလိနန်ကြောင့်ပြည်သူတွေဟာပုံပင်တော့ကတွေနဲ့ဒုက္ခရောက်နေကြတဲ့အချိန်မှာတော့တစ်ဖက်မှာသူကလူငယ်တွေကိုစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေဆက်ပြီးလုပ်နေတဲ့အတွက် တော်လိုင်းရဲ့ပေါ်တွေကတောင်းရောက်ပြစ်ခတ်ရှင်းလိုက်တာဖြစ်ပြီးအခုတော့သေပြီလို့မင်းလာမြို့နယ်ပကပတာဝန်ကရဲဘော်မိုးထက်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိတ်တကွာရောက်နေတဲ့အချိန် အကြံဖတ်စက်ကောင်စီတက်ကစကိုင်းတိုင်းမှာရှိတဲ့ကနီးမင်းကင်းနဲ့မန္တလေးတိုင်းကတပိတ်ချင်းမြို့နယ်တွင်မှာဘာတိုက်ပွဲမှမဖြစ်ပဲအเจ้าမဲ့လိန်နဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အရသာပြည်သူနှုတ်ဦးတေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ၁၀ဦးကျော်ကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိမှာငလိနိုင်ငံပြည်သူတွေဟာစိုးရင်ပူပန်မှုတွေနဲ့စာဝင်နေရေးအခက်ခဲတွေပါကြုံပြီးဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်တစ်ဖက်မှာတော့အကြံဖတ်စက်ကောင်စီတက်ကဒေအเจ้าတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်နေရမှာ ဧပြီလ17ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကကြက်ရိုးပင်ကြေးရွာနဲ့စကိုင်းတိုင်းကနီမြို့နယ်ကချင်းတွင်းမြစ်အနောက်ဘက်အပြင်မင်းကင်းမြို့နယ်ကဇင်ကလေးကြေးရွာတွေကိုဘာတိုက်ပွဲမှမဖြစ်ပဲအเจ้าမဲ့လေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စင်ကလေးခြေရွာကဒေါ်နန်းချောနဲ့ဒေါ်အင်းနွေထေးဆိုသူတို့နှစ်ဦးသေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ၁၀ဦးကျော်ကဒဏ်ရာတွေရထားသလိုတပိတ်ချင်းမြို့နယ်ကကြေယိုးပင်ခြေရွာနေပြည်သူ၄ဦးလည်းဒဏ်ရာတွေရထားပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမှာငလင်နိုင်ငံပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်ကူညီမှုတွေကိုထိတိယောက်ယောက်မလုပ်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာတစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်နေတယ်လို့သိရပြီးအခုလာမဲ့တကြံနှစ်တစ်ခုပိတ်ရကာလပြီမှာလည်း စကောင်စီလက်အောက်ခံလေတပ်တွေဟာအနာမရပဲလေကြောင်းစစ်စင်ရေးတွေဇက်တိုက်ရှိနေမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့တကြံကာလလေကြောင်းအန္တရာယ်သတိပြုကြဖို့လိုအပ်ပါလိမ့်မယ်လို့လည်းနေပြည်တော်စစ်တပ်တရင်အရေးမြင့်ကရန်ကုန်ခေတ္တကိုအတိပေးပြောဆိုထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ